ဆရာမခင်ခင်ထူးရဲ့မယင်ကန်ဆိုတဲ့ဝတ္ထုကိုအပိုင်း37နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်မယင်ကန်ဂျေဥပြုံမရီတဲ့တော့အိတ်လိုက်ကြတာဟဲ့ကလေးမရီမနှက်ခင်ဝီလီဝင်းလင်းမလာအောင်ကမယင်ကန်ကိုရောဂျေဥကိုပါအင်ပေါ်တန့်နှိုးနေခြင်းဖြစ်သည်မယင်ကန်နေဂျေဥရောနီယောစလောကိုတို့ထားထိုင်ကြသည်မယင်ကန်မှာညာကမှာညာကညီနဲ့မှအိပ်ပျော်သွားသည်ဖြင့်အေးရတော့မဝါ ကျေးဥပင်ကနေမှအိယာထာနောက်ချနေခဲ့သည်ခါတိုင်းမအိမ်ကန်တို့ချိန်ဆိုရင်ကျေးဥမရှိတော့တာများသည်အခုလဲအခုလဲကျေးဥစင်မလာတဖြင့်မလာအောင်တက်နိုးတာပဲဖြစ်မည်မအိမ်ကန်ကမလာအောင်ကိုမျက်နာကလေးအိုကရန်တွေးလိုက်သည် မလာအောင်ကလည်းကျေးဥကိုအတာနှုတ်လို့ရရဲ့သားနဲ့မအိမ်ကန်မှာအေးပြက်ပြီမလာအောင်ကမအိမ်ကန်ကို လက်တို့ကအနာကက်သည်တတော်လေးပြောနေလေနှိုးတာကနှစ်ယောက်စလုံးကိုနှိုးတာ ဒီလိုမောင်ပြေတိန်တော့မလို့သေးဘူးမနက်6နာရီ9နာရီလောက်ဆရာကြီးတို့ရွာတွေပဲတွားချင်လို့တဲ့ညာစကားတွေပြောကြရင် ပြောလို့မိပန်းယုံကညီတို့ညောက်ကိုထဲ့မလို့တဲ့အနောက်တန်းရွာတွေပဲရောက်ရအောင်လို့ဖို့တုတ်လှဲမောင်းပို့လိုက်မယ်ဟုတ်လားမလားအောင်အမေကထဲ့မယ်တဲ့လားညီဖေရောမေရောထဲ့တာပါရဲ့မောင်နှမတွေခေါ်သွားပို့တဲ့မဟင်ကန် like နဲ့ဝန်တာသွားရသည် အပြေမပေးရသေးတော့ချစ်သူနေနောက်တန်းရွာတွေပဲလဲနေသွားကြရမှာ၄ဖိုးတုတ်ကလဲမောင်မီခြေဦးလဲပေါ်ဖြစ်ပါမည်နေမလာအောင်ဆင်းသွားတော့မိန်ကန်နှစ်ခြေဦးတယောက်ကိုတယောက်ချင်းရင် ပြုံလိုက်ကြသည်ကိုပြေသိမ်းမလို့သေးဘူးဆိုတော့ရေချိုးလို့ရသေးသည်မိန်ကန်အောက်ထက်ကိုရင်ဆင်းသွားတော့မေပန်းယုံကနောက်ဖေးချောင်းမှာထမင်းပင်ကြော်ပြီးနေပြီမိန်ကန်ကရင်ကလေးရှာပြီးခြုံတစ်ပတ်တစ်ထည်ခြုံကရေချိုးခုံဖက်ထွက်လာခဲ့သည် ဖိုတိုကိုတွေ့တော့ခိုင်းစရာလေးတစ်ခုရှိတာခိုင်းလိုက်ပြီးရေချိုးသည်ခြေဦးကတော့ရေတွင်းမှာပြေချိုးခြင်းဖြင့်မဲ့ရင်ကန်ဝင်လာတော့မေပန်းရုံကယူနီဘန်းချနေပြီသမီးလှအောင်ပြောသလားနောက်တန်းရွာလေးပဲမောင်ပြေတန်းကသွားချင်လို့တဲ့သူခမညာမောင်မြတ်သားမလားခင်ငုတ်တော့ထိုင်နေချင်ဘူးနဲ့တူပါရဲ့ကွယ်အဲ့ဒါသမီးနဲ့ခြေဦးလိုက်သွားညတော့မအိမ်နဲ့ကွယ်စောစောပြန်ခဲ့ကြပေါ့ဟုတ်ကဲ့အမီမဲ့ရင်ကန်နေခြေဦးတို့ဖင်းလေးဝတ်စားနေခဲ့ကြမှာပြီ ကိုပြေသိန်းနိုးလာသည်ရေမိုးချိုးပြီးတော့အင်ရှင်ကျွေးတဲ့ထမင်းကျော်စားကမိန်ကန်တို့ဆင်လာကိုစောင်းနေလေသည်ဖိုးတုတ်ကထမင်းကျော်ကပြာကတိစားပြီးသည်နှင့်လဲကောင်းလေမိန်ကန်တို့ဆင်လာတော့သွားဖို့အသင်ဖြစ်ကြပြီ မိန်ကန်နေကျေဦးဟာထမင်းကျော်မစားကြတော့နေမြင့်မှဆိုရဖြစ်သည်ရောအနောက်တာလန်ကအကျော်တဲမှာမှုန်ပေါင်းနဲ့အကျော်တွေဝယ်သွားကြဖို့စီစဉ်ပြီးသား မဲ့အင်ကန်ကနိုင်ခင်းလင်းရောင်ထဲမှာဝင်မဲ့နေပါ යි ။ပစွန်စီရောင်ချော့ချဲအင်ကြီးလဲထောင်းလေးနီရှားညိုခမ်းမှာလိမ့်မော့အသွင်တရက်တဲ့ပွင့်ရိုက်စင်ကလေးကပပူးရုပ်ကလေးတွင်ကြွလွန်လှလွန်လာပါ යි ။ဆွဲချိုးကလေးတကောင်လက်ကောက်တွတ်တုတ်ကလေးတွင်သာဝတ်ထားခဲ့သည်။ပန်းလွန်ကြိုက်သောမဲ့အင်ကန်ကဒီတစ်ခါတော့စတုံးကလေးမြင့်မြင့်ထုံးကစတောက်ကောက်ကလေးနီပန်းမပန်းပဲရိုးရိုးရှင်းရှင်းသာထုံဖွဲထားပါ යි ။နတဲ့နှစ်ကုန်မှမွေးညင်းနှုတ်နှုတ်ကလေးတွေကတော့မြင်မြင်ကလေးကြာနေသည် လဲပေါ်တက်ကြတော့မိပန်းယုံနဲ့မလာအောင်တို့ကစောစောပြန်ခဲ့ကြတော့လို့ထမသည်ဝိုင်းထိုက်ထဲကလဲထွက်လာတော့နေပင်ကောက်ကမထွက်ချင်သေးပါခရုခွေစတုံးကလေးနေညနာကလေးရှင်းတတ်နေတော့မရင်ကန်းကိုကိုပြေသိန်းကငေးနေလေသည်တနခါနဲ့တသိန်းတင်နွားနကောင်ကခလောက်ကဲတောင်းတယ်ထိတ်အုပ်လဲဆန်ခွက်လဲခွန်ပတ်ဝမ်ပတ်ဒူတိုင်ဘူတိုင်ကကြိုးစုံကခြုံကုန်းတန်လွင်လွင်ဟဲ့ဆိုကချိန်တန်မြောက်ယုံနေလှဲ့လို့ရတိန်တန် တင်ရန်ရောက်နိုင်ရင်အိမ်ချမ်းပေါက်နွားညီနောင်အားစီအောင်ပါဝေစေကြောင်စားရီတောင်မှညနေဆောင်ဆောင်ခွင်းကိုရင်မောင်နှင်မဲအတူရှင်တွဲပါလို့နောင်တင့်တဲလူမြင်ရဲကမှယူငင်းကချူစင်ဆွဲပါမင်းပွဲဝင်မဲချောင်းသူရဲ့လဲရင်နဲ့မောင်ဒီလဲကတော့လဲရင်မဟုတ်ပါလဲချမ်းဆိုတော့လဲပျော်စရာကောင်းလာပါ යි ကိုပြေသိန်းကမအိမ်ကံကိုပဲရေတကြီးကြီးရှိနေခဲ့သည် မဲ့အင်ကန်ကလဲဆောင်ပန်းချီမှာဖိုတုတ်ဖန်နေထုံလာသည်ထုတ်ထုတ်ကိုလမ်းယူလိုက်သည်မနက်စောစောအေယာကနိုးတော့ဖိုတုတ်ကိုခူးခိုင်းလိုက်တော့ပန်းထုတ်ကလေးဖက်ကိုအသာလှက်လိုက်တော့ဆက်တပူပန်းနေဆက်တပူပန်းနဲ့ကလေးပင်ချိန်သွားခဲ့ပိုင်းမဲ့အင်ကန်ကပန်းထုတ်ကလေးကိုကိုပြေသိန်းလက်ထဲထည့်လိုက်သည်ကိုပြေသိန်းနားပန်ဖို့ပါရှင် ုပြေသိန်းကပထမတော့တိတ်နာမလဲလိုက်တရင်ကတွင်မပင်တတိယလိုက်တယ်လို့အာရဝန်တာအနန်ကျူလိုက်သည်တကယ်လဲနားတစ်ဖက်ကြားထိုးပြနေသဖြင့်မဟင်ကံပင်ရီမီးရသည်မဟင်ကံကလက်ကလေးကိုဖြန့်ပေးလိုက်တော့ကိုပြေသိန်းကအုတ်ကိုင်းလိုက်တာမလွတ်တော့မဟင်ကံ၏စတုံးကလေးတဲကိုဆက်တပူပန်းလေးတွေတငုံထိုးပြန်ပေးလိုက်ပြန်သည်ကိုပြေသိန်းကပြုံပြတော့မဟင်ကံကလည်းပြန်ပြုံပြပါ යි ဂျေဦးကလဲရန်တိုင်းတစ်ချောင်းကိုဆုပ်ရင်းတစ်ဖက်ကိုလဲနေသည် လမ်းပေါ်မှာလဲတစည်းတလေးပင်မရှိကိုပြေသိန်းကမအိမ်ကန်၏လက်ချောင်းတွဲကလေးတွေကိုတချောင်းချင်းကင်ကြီးနေခဲ့သည်ဒီတခါတော့မအိမ်ကန်မယုံတော့ပါ မနှက်နေအောင်လေးကြာလာလေးပြီတော်လန်တခြားချစ်သူတို့၏ရင်ခုန်တန်းနေလဲပြီးစိတ်တန်ကလွဲလျင်ဘာမှမရှိရွာနှင့်ဝဝေစုံကညောင်ချက်ပင်ကြီးကိုလမ်းမြင်ရပြီညောင်ချက်ပင်ကြီးရောက်မှခီးလဲတွေကိုမျောယောင်းသည်မုံပေါင်းနှင့်ကြော်ဆိုင်လေးတွေရှိသည်ဖိုးတုတ်ကိုလမ်းတတိပေးရပါ၏ ဖို့တော့အကျော်ဆိုင်နေရှိရင်ခဏရက်ဆန်းကတူနောက်တန်းရွာတွေဘက်ကလဲတယ်အများဆုံးဖြစ်ကြသည့်နေရာဆိုတော့ဒီနေရာကလေးကလဲစိတ်လို့ဖြစ်နေသည်ချက်ခိုးတွေမောင်မောင်ထိုးနေကြသည်တဲတဆောင်လေးတွေတဲချင်းရှက်လျက်ရှိသည်ရွာမုံနေရနိုင်သည် မုံချိုသွားကတိုးဝါမုံလုံးကြီး မပဲကျော်ပဲကတ်ကျော်ပဲစာဦးကျော်ရေမုံမုံပေါင်းစသဖြင့်ပူပူနွေ့နွေ့ရနိုင်သည် ဖိုတိုကလဲရန်တိုင်းမှာကြိုးရိတ်ခဲ့ပြီးဖြည်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 းခုံစင်းက မဲ့အင်ကံမာသည် မပဲကြော်နေမုံပေါင်းနေဝဲသည်ဖို့တော့စီပါဆန်းခဲ့မဲ့အင်ကံတို့လည်းရက်လိုက်ပြီးဆိုတဲ့ကလူပေါင်းစုံလဲပေါင်းစုံကအာယုံရောက်နေကြသည်မဲ့အင်ကံကိုတည်ကြသည်ဈေးတွေကဆင်းမအောင်နာပါအောင်ရင်းနှီးတောက်ပါအောင်ခေါ်ကြသည်မဲ့အင်ကံကခီးဆက်ရအောင်မမမဆင်းတော့ပါဘူးမမတောင်းရင်ကြီးတော်ညွန့်ရင်ကြီးတော်ပေးရင်စသဖြင့်ခေါ်သမျှထူရနှုတ်ဆက်နေရပါ යි ကိုပြည်သိန်းကိုလည်းကြီးကွက်ကြီးကွက်လုံးကြသည်မဲ့အင်ကန်ရဲ့ချော့လိုက်တယ်မိမနဲ့မဲ့အင်ကန်တို့လည်းဆက်ထွက်လာတော့ကြားလိုက်ရတော့အတန်းဖြစ်ပါ යි ကိုပြည်သိန်းကတော့ချစ်သူကြီးလှကိုကြည်မွနိုင်ရှိရပါ යි ခြေဦးနဲ့ဖိုးတုတ်တို့ကိုမုံနေခွဲပေးလိုက်ပြီကိုပြည်သိန်းလက်ထဲကိုမဲ့အင်ကန်ကမုံနေထည့်ပေးလိုက်သည်မုံပေါင်းဆိုတာနမိတ်ကောင်းတယ်ကိုပြည်သိန်းရဲ့ပေါင်းရတဲ့မုံလို့ပြောတာလေမပေးရလဲထူးထူးမမတ်ရှိတဲ့နမိတ်ကိုယူတာ ကိုပြေသိန်းကိုရွှွှွှွှဆဆကြည့်ရင်ပြောလိုက်တော့ကိုပြေသိန်းပင်အံ့ဩသွားခဲ့ရသည်တောသူကလေးတရားရင်မြစ်တာတန်ရောစင်းကယူစင်းလာပါလားလို့တွေးမိပုံလဲရသည်မဟင်ကံကိုပုံရွေးပင်လေးစားသွားခဲ့သည်အတိတ်နမိတ်ယုံကြည်မှုတည်းပင်နှက်ဆိုင်လာသောစိတ်ခွန်အားမဟုတ်လားကိုပြေသိန်းကမုံပေါင်းနှင့်မပဲကြောပူပူနွဲ့နွဲ့ကိုမဟင်ကံနှင့်အတူစားနေရတာကိုပင်အတိတ်ပဲတစ်ခုရှိနေသလိုခံစားရပါ၏ မဟင်ကန်ရင်စီရီပင်နေသည့်လက်ကလေးလေးကိုကိုပြေသိန်းကသူ့လက်ကန်ဝါဖြင့်တုပ်ပေးသည်ကျေးဦးနှင့်ဖိုတိုကတော့လဲဆောင်ပန်းခွက်ထဲမှတူထိုင်ကြရင် တတဲကလေးစားနေကြသည်လှဲရရွာလေးဘေးကပန်းသွားရတာများတော့ရွာရဲ့တည့်ရိတ်ကြီးတွေကအင်းများလာပါ යි ကြီးမားလုံးလှသောကိုကိုပင်ကြီးတွေအောက်ကဖြဲရသည်ပပင်းတွေစုထွက်နေသောလက်ပံပင်အိုကြီးတွေအောက်ကဖြဲရသည် မုတ်စိတ်တွေတဒန်လန်လန်ကျနေတော့ညောင်မညောင်မုတ်စိတ်ပင်ကြီးတွေအောက်ကဖျက်ရသည်တနည်းအားမှာတော့တစ်ပင်တန်းကြီးရှည်လာသည်ပြီးတော့ရေချမ်းစင်ကလေးလဲရက်ကရေစင်တောက်ကြသည်မဲရင်ကန်ကရေတမုတ်ဦးဖျက်ဖျက်ခက်ပြီးကိုပြေသိန်းကိုကန်သည်ရေကအိမ်များလာပါ၏ရေချမ်းစင်ကလေးတွေတင့်ချင်းတေးတဲ့ကိုပြေသိန်းရဲ့ကိုပြေသိန်းနဲ့မဲရင်ကန်ကောက်မှုပေါ့ရေချမ်းစင်ကုတူဟာကြီးလှပါပါကောရှင် ဖဲနီယာဟိုကြည့်ကြည့်တော်ရိပ်တော်သေးလေးကြီးမြင်နေရသည်မိန်ကန်ကရွာနမယ်ကလေးတွေကိုရွတ်ပြသည်လမ်းပေါ်မှာလဲတွေအကူလူများလာခဲ့ပြီညောင်ကားခေါကကြော်ပြီးကြည်တော်ကုန်းကိုဝင်တော့နေတာလာပြီဆရာကြည့်ရင်ကိုဝင်ပြီးကိုပြေသိန်းနှင့်တွေ့ပြရသည်ဖိုတိုကိုလဲနေတူကိုပြေသိန်းနှင့်ထားခဲ့ကမိန်ကန်နေကျေးဦးတော်တွေ့လေးခင်ငိန်တို့အိမ်ပတ်လျှောက်ခဲ့ကြသည်မကြီးနဲ့မငယ်တို့ကို နေခင်စားစားဖို့စီစဉ်ခံရပါသည် မဟင်ကန်လာသည်ဆိုတော့ကြည်တော်ကုန်းမှာပွဲခင်းထဲမွေးဝင်သလိုလှုပ်သွားရတော့သည်မဟင်ကန်ကစွစီမြို့မျိုးတွေကိုပေးတန်တဲ့သူပြီးကန်တန်တဲ့သူကန်ဆိုတော့လေရွာကလေးလှုပ်သွားရတာမဆန်းလားပါကိုပြေသိန်းကိုမြင်တော့ဆရာလေးကိုတောက်ထင်ကိုလွမ်းသူတွေကလွမ်းကြရှာသည်ចောင်းဆရာလေးကိုပြေသိန်းကိုမဟင်ကန်နဲ့ဆက်ဆက်ပြီးမြင်ကြသူတွေရှိသလိုမမြင်ဝန်းကြရှာသူတွေလည်းရှိပါသည် ကြည်တော်ကောင်းမှတနည်းခေါ်ပြီးညနေဆောင်တော့မယင်ကန်တို့ပြန်ဖို့ပြင်ကြရပြီ။ကိုင်ဆရာလေးကြုံတိုင်းတာလာခဲ့တော့ဒီရွာကလည်းမယင်ကန်တို့မျိုးတွေကြီးပါပဲဗျာ။ဆရာလေးတို့ရှင်းပြတော့လေလင်းရပါတဗျာ။ဒီဘက်ရွာတွေကတော့ကြုတ်တောင်ဝင်သားထား။ကိုင်ပြန်ကြရော။တနည်းကောင်းကိုပြည့်သိနှင်းစကားပြောရတာကိုပြီးအာမြလေးဟန်ပြင်။ဆရာကြီးကရွာရဲ့ထီလိုက်လာရှာသေးသည်။ဆရာကြီးအိုရှာပါဘကော။ မရင်ကန်ကနှဲပေါ်ကနေဆရာကြီးကိုလှုပ်ချင်းရင်နှုတ်ဆက်လိုက်ပါသည်ညနေရိုးရီမှာလဲကလေးစီးပြီးပြန်ခဲရသည်လမ်းတစ်လျှောက်လုံးမရင်ကန်ပြောပါသည်ရွာဝဝင်တော့နေကလေးတောင်တိမ်ချင်းချင်းမရင်ကန်တို့အိမ်ဝါရောက်တော့ဝိုင်းတကားကြီးကဟားလဲဖိုတိုကလဲကိုတံပြီးမဝင်လိုက်သည်မရင်ကန်လဲယူသွားတော့ရွာကလဲတိုင်ကားကပယ်လုံးနေတဲ့နေကြဟန်တူသည်တလဲဝင်တလဲထွက်ဆိုတော့ဝိုင်းတကားကြီးထောက်ရှောက်ဖွင့်ထားခြင်းဖြစ်မည် မေပန်းရုံနေမလာအောင်ကအိမ်ဝါကကြိုကြသည်ပဲနဲ့လဲမောင်ပြေးတယ်အဆင်ပြေခဲ့ရဲ့လားပြေးပါတယ်ခမညာစိတ်လဲချမ်းသာခဲ့ပါတယ်မျိုးတွေလဲတွေ့ခဲ့ရပါတယ်အားလုံးအแทဝင်သွားကြတော့ဖိုတိုကလဲချွရန်အိမ်ပင်နွားဆက်ချင်းပန်းမောင်သွားခဲ့သည်မအိမ်ကန်ကအိမ်ထဲဝင်သေးပဲဝိုင်းကားပင်ရန်ထွက်လာခဲ့သည်ပဲလဲတွေလာရင်ဖွင့်ခိုင်းလဲမည်လောလောဆယ်တော့ပိတ်ထားတာစိတ်ချရအောင်မဟုတ်လား မဟိန်ကန်ကဝိုင်းငါတစ်ချက်ကိုရင်ဆွဲခဲ့သည်နောက်ချက်စီရက်သွားခြေတန်းကြောင့်မဟိန်ကန်လက်ကြည့်လိုက်သည်ဂျပန်စစ်ဝေးစစ်စာနှင့်ဂျပန်စစ်ဘုံတောင်တောင်ကြီးရဲ့လေပြီးတော့တယောက်တည်းမဟိန်ကန်ကို ပြုံးကြည့်နေသည်မဟိန်ကန်အသေးတွေဦးတွေပြောင်းပြန်လန်းသွားသလိုတုန်ခိုက်သွားရလေသည်ကံကလေးဦးသေးတွေပြောင်းပြန်လန်သွားလေသလားထင်ရအောင်တုံလုံးသွားခဲရကား သူမမီကိုပြပီးတတခေါ်လိုက်တဲ့ကြောင့်မအင်ကံမှာတဲကြီးကိုပြန်ထိတ်တလန့်ခံစားမှုမှာတန်းတော်ခံစားမှုကို ပြောင်းသွားခဲ့ရသည်ရုတ်တရက်မြင်လာရစဉ်ကဂျပန်စစ်ဘုဝစ်ဆုံကြောင့်ပြဝေးသွားခဲ့သောမျက်စိကိုတည်တည်ချာချာဖွစီတော်မှာမျက်နှာကြီးပြုံထားသောအကိုမောင်မျက်သားမှန်တည်လိုက်ရတော့သည်အကိုမအင်ကံကအကိုဖြစ်သူထံပြေးဝင်သွားပြီးမျက်နှာထားလိုက်သည် မောင်မြတ်သားကလည်းပြေးဝင်လာတော့နှမဖြစ်သူကိုစီထွေးပွင့်ရင်တိုင်ဖက်ထားရှာပါ၏။မယင်ကံမှာအကိုဖြစ်သူပခုံးကိုမျက်နှာအရင်ကမျက်ရည်များပင်တွေ့တွေ့ကြလာခဲ့သည်။ဝိုင်းသားရှာလောနာကတကြောင်လူမြင်သူမြင် ပေါ်ပေါ်ထင်ထင်ရွာဝင်လာတာရှာတာတကြောင်ဆိုတော့ဝိုင်းသားရာက ကြာသည်မျက်ရည်များပင်ကိုကစစ်ပူကြီးပေါ့ခုမှကြည့်ကောင်းသွားတော့တဲ့အကိုရဲ့မယင်ကံကဂျပန်စစ်ပူအမှတ်သွားတာလက်ပြများတော့ဆင်ရောအောင်မိမိတဲ့ အဖေနဲ့အမေကတော့ဝမ်းသာလိုက်ကြမယ်အမျိုးကိုပြေသိန်းလည်းရောက်နေလေရဲ့အကိုဘာနဲ့လာတာလဲအကိုရောက်လာတာအားရှိလိုက်တာတော့မဟင်ကန်ကညီနေရှိသမျှစကားတွေကိုကတွေ့ရေးပွင့်တရဆက်ကြီးပြောနေခြင်းဖြစ်ပါ යි မောင်မြတ်သားကတော့နှမဖြစ်သူကိုလိုက်တင်ဖတ်ထားရင်ခေါင်းလေးကိုပုတ်နေမိသည်နှမကလေးအရွယ်ရောက်ပါပြီဆိုတဲ့ကမောင်ကြီးတယောက်နေပြီရင်ဟုတ်မကွာမဆောင်ရှောက်ခဲရမိန်းကလေးတမ်းမိမိတို့ဖာဟုတို့ကိုကျွေးမွေးပြည့်စုံဆောင်ရှောက်ရုံမကား ူလိုသမျှသူတောင်းခံသမျှအကူကြီးကိုရရရရရှိရှာသောနှမကလေးတသက်လုံးနိုင်ငံရေးဖြင့်လုံထွေးရင်နှလုံးသားတွေချမ်းနေခဲ့သောပုဂလေးမြတ်သားတရားနှမကလေးကိုပိုက်ထွေးရင်မျက်ရည်များပင်လည်လာမိတော့၏ပြီးတော့မှအိမ်မကြီးဘက်နှမကိုဖန်ရင်ရှောင်းလာခဲ့သည် မောင်မြတ်သားနှင့်မယင်ကန်ဝိုင်းဝါးမှတယောက်တယောက်ဖန်နေကြတာကိုဖျက်ကနေမြင်လိုက်ရသောမလာအောင်ကကြုံတော်သည်ဟဲ့ လာကြပါအောင်ဂျပန်စစ်ပိုမယင်ကန်ကိုဆွဲလန့်နေပါခေါ်လာလှုပ်ကြပါအောင်မောင်ပြေတိန်မောင်နှမဂျပန်စစ်ပိုကအတင်းဆွဲနေလေရဲ့မလာအောင်အော်တန်ကြောင့်မြေပန်းရုံကကိုပြေတိန်မှာစိုးရင်တကြီးပြေထွက်လာကြသည်ဂျပန်စစ်ပိုကမယင်ကန်ခုံကိုဖမ်းလျက်မြေပန်းရုံခမရဟတ်ထိုးလဲလူမတန်ကြောင်လန့်သွားရှာသည် ကိုပြေတိန်ကဝိုင်းဝါကိုပြေထွက်လာခဲ့ပါ၏မောင်မြတ်သာမန်သည်တော့ဝမ်းသာသွားရှာသည်တခင်မြတ်သာတခင်ပြေတိန် မောင်မြတ်သားကပြေးလာသည့်ကိုပြည့်တင်းကိုပါလက်ဖက်ကတိုင်ဖန်ရင်ရှောင်းလာခဲ့သည်ဂျပန်စစ်ဗိုလ်ကလည်းကတစ်ဖက်မှာမင်းကန်တစ်ဖက်မှာကိုပြည့်တင်းဘယ်နာပါလဲမလာရောအံ့ဩချင်းကြီးစွာငေးနေတကယ်တော့မိပန်းယုံကလည်းမျက်လုံးလေးတွေမိကခဲဖန်နေရှာပါ යි မောင်မြတ်သားကနှမနေကိုပြည့်တင်းကိုလွှတ်လိုက်ပြီးတော့ပန်းယုံပဲရှောင်းလာခဲ့သည်အမိပန်းယုံကျွန်တော်ကမောင်မြတ်သားရဲ့အလို့တော်မထိတ်တာမလန့်တာငှတာရဲ့ ဟဲ့လောက်ဖအေးနောက်ပြီးမှသွားပြောစမ်းအမလီမောင်မြတ်တာရဲ့ငါဖြစ်ရင်ကိုတုံသွားတာပဲမင်းလာလိုက်ရင်အမြဲတမ်းအထိတ်တလန့်ရှိရတာကြီးပါပဲလားငါမောင်ရဲ့မေပန်းယုံကဂျပန်စစ်ဘောဝိစာဝထာဒီတာကိုခြေစုံကားဆုံးချီနေခဲ့သည်ဖအေးဥဒထံပြောသလိုလူတကာမျက်မှန်ကြိုးနေသည်ဂျပန်စစ်ဘောများဖြစ်နေရောလားလို့တွင်နေမိသည်အိမ်ထဲမှာထိုင်ပြီးကြတော့တကြီးဥဒထံလည်းရောက်လာခဲ့ပါသည် ဂျပန်ခင်းရဲ့ BD ရဲ့တန်ဝစ်စာကလည်းဂျပန်စစ်ဝေးစစ်စာနဲ့မကွာလားပါ။အုတ်ထုတ်တင်ဝါရည်ပတ်ထားပြီးရှေ့တွင်ဝါရောင်ငါးမြောင်ပြပေါ်တွင်တောင်းငါးတောင်းအစိမ်းရောင်ကျဲတွင်ပါသည်အင်ဂျီကော်လာမှာတော့ဒေါင်းယုတ်တစိမ့်ဘဲဘဲရင်အပေါ်မှာတော့ငွေရောင်ရာတူးစင်နှံများပါတန်းနီရာတူးကျဲပွဲများ PD ရဲ့တက်ကဒီလိုဝစ်ဆောင်ဝရတာဖေးညာတူးတွေတောင်းကြလူကြမရလို့စူကြပူကြနေပါဗျာ တို့ဗမာသခင်နေကိုသခင်များတို့သခင်ဘစိန်တို့သခင်ထိုးတို့ရာထူးခေါ်ပေးကြလို့တာကိုလူလည်းရေးတွေထောင်ကြခင်အစင်းရဲအစင်းရဲခံရသူတွေခင်ဗျာနောက်တန်းရောက်နေကြရတယ်။ရာထူးများလို့တတ်မယ်ပုံမယ်တွေကလည်းတမျိုးအခွင့်ရေးသမားတွေကလည်းတမျိုး No ငါသာ BDA စစ်ဖို့ဆိုစစ်များတိုက်နေရအောင်မလားကွာ။ တိုက်ရပါဘူးဖေ။အင်္ဂလိပ်ပြန်ဝင်လာရင်ကာကွယ်ရမယ်တက်ဖြစ်ဂျပန်ကဖွဲ့ခင်ပေးထားတာပါ။ကျွန်တော်တို့မှလည်းရွယ်ချက်ရှိသေးတာကိုအဖေရဲ့သဘောကတော့ကျွန်တော်တို့ရောမောင်ပြေသိန်းတို့အာရှလူငယ်အစည်းအုံးကပါ။တစ်ချိန်မှာပေါင်းစည်းပြီးအာယူထားတဲ့သဘောပဲ။အဖေနေစကားတောင်းခဏပြောပြီးမောင်မြတ်သားကဝစ်စားလဲလဲကထမင်းစားသည်ကိုပြေးသိရောကိုဖြစ်သူတို့ပါရှိနေကြသဖြင့်တိမ်လုံးဝန်တာနေကြသလိုမရင်ခင်လည်းပြောရသေးပြီဖိုးကူကတော့ကိုကြီးမျက်တာနာကမခွာတော့ အကိုကြီးမြတ်တာကိုအင်္ဂလိပ်မျက်နှာဖြူတွေက မောင်းထုံလိုက်နိုင်တော့အေယာမသူရဲ့ကောင်းကြီးဖြစ်အထင်ကြီး၍မဆုံးတော့ကိုဖုံးဝင်ကတော့မောင်မြတ်တာခါကြကပြောင်းတူကိုကြည့်ဟာမောင်မြတ်တာလည်းဖေးအေးလိုသနက်ဆူရလာသည်ထင်နေပါငါ့ညီတနက်တော့မသိဘူးဥလေသနကဖြင့်ရွာဓမြတွေဝင်းတော့ကတခါလာပဲဖောက်လိုက်ရရဲ့ဆိုလိုဥဒထံကတူဖြစ်သူကိုဇက်ပိုလှမ်းအောင်လိုက်သည် အဖေတနဲ့ဂျပန်နေတိမ့်သွားတဲ့တဲ့ရင်ကျွန်တော်ကြားပါသေးအန်ရဲ့ကင်းတာပေါ်ဖေးရ อืมကံကလေးလဲကံကောင်းလို့ပါလားကွယ်မတွေ့ရသေးနှစ်တည်းတွင်အကိုတော်ကြီးရင်ချက်သွားခဲ့ပြီခါတိုင်းလိုပုံရှုပ်ွယ်ရှုပ်ွားဖြင့်ရွာကိုရောက်လာရခြင်းမျိုးမဟုတ်သဖြင့်ဒီတချီတော့သားဖားတွေလှ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 ပြပြောကြီးနေခွင့်ရတာကိုပဲမအိမ်ကံဝန်တာလို့မစုံအကိုမမြတ်တာကဒီတစ်ခါရွာမှာရက်နေနေတော့နေခွင့်ရသည်ဆိုပါ၏ကိုပြေသိန်းကလည်းဝိစားတွေတိတ်ကြီးပါလာခဲ့သည်ရက်ကြကြနေမည်သဘောထင်ပါ၏ ဒီရက်တွေထဲမှာတော့မယင်ကန်တို့အိမ်မှာလူတွေတယုံယုံနေပျော်ကြကောင်းနေခဲ့သည်ညဘက်တွေမှာအိမ်အောက်ထက်တွင်စူးကြပြီးစကားတွေပြောဖြစ်ကြသည်မယင်ကန်ကတော့နားထောင်လို့ပင်မငြိနိုင်ရှိရပါ၏ကိုပြေသိန်းပြောပြသည့်အတွေ့အကြုံတွေကလည်းစမ်းကျဉ်လာပါသည်အကိုပြောပြသည့်နိုင်ငံရေးအတွေ့အကြုံတိုက်ပွဲအတွေ့အကြုံတွေကလည်းညင်တုံစရာကောင်းလာပါ၏စကားလက်ဆောင်ပြောရရဲမကုံနိုင်ကြဥဒထန်ဒီပင်လင်ဒီရက်ထဲမှာတော့ကလေးထူးထူးထောင်ထောင်ရှိလာခဲ့သည် တခြားလောတာဖြစ်သူကိုလုံမကြဖြစ်ခဲ့ရသည်များဒီတစ်ခါမှာတော့တာကိုအရင်တကြည်ချင်းနေလူလေးဆိုတာကလည်းပါဇက်ပြားကမချာမဲ့ရင်ကန်စိတ်များချမ်းသာချက်တော့တရမှာတော့ကိုပြေသိန်းတယောက်တည်းနောက်ရွာလေးပဲခီးထွက်သွားခဲ့သည်အဲရလည်းနေဖိုးကူကမောင်ပိုချင်းဖြစ်သည်အကိုမောင်မြတ်သားကလည်းမမစိတ်များတို့အိမ်ပန်းရောက်နေခဲ့သည်မိပန်းယုံကမဲ့ရင်ကန်ကိုနားထိုင်စေက မိသားစုကိစ္စလေးပြောပြခဲ့လေသည် ငါသမီးလည်းအရွယ်ရောက်နေပြီဆိုတော့အမေမှပြောစရာတိုင်ပင်စရာဆိုလို့သမီးပဲရှိတယ်။ဒီလိုသမီးရဲ့ဒီတစ်ခါညီကိုပြန်လာတာအကြောင်းရှိတယ်အိတ်။စိတ်မြောက်မိသားဖတာပြီးပြီးတောင်းရန်ပြပါလို့ပြောလာတယ်။သူတို့လူငယ်ချင်းမြစ်တာရှိကြဆိုလား။အမေတို့ကလည်းမတားတာပါဘူး၏။ခမရအရွယ်လည်းရရှာပါပြီ။ကိုရသူပြန်ယူတာပဲတော်လာပြီးအောင်မိရတာ။လူလေးမြားလည်းအိမ်ပြည့်ရပြင်းနေရတာများလာပြီဆိုတော့။ตาမြတန်ရောစင်ကလေးနဲ့ ။တန်ရောစင်ကလေးနဲ့ခြေပြန်ချုပ်ရလိမ့်မယ်ထင်ရတာပဲ။ဖဟင်ကန်ကြားထားတာရဲ့မှန်ပါပဲလား။အကိုမမြတ်တာနဲ့မမစိမ်းများဘယ်တော့ဘယ်ခါကများမြစ်တာရှိနေကြတာပါလဲ။ရွာမကဲရတော့ကိုကရွာပြိုကိုဘယ်ချိန်ကများလှစ်ခနေပို့လိုက်တာပါလဲ။မေကန်တွေ့ရသလောက်တော့ကိုရသူရသားချင်းခင်မင်းရင်ဆွဲရှိတာကလွဲလို့ထင်းခွေရင်လည်းမကြုံရေခဲရင်လည်းမကြုံနိုင်ပါပဲလေ အကိုထွန့်ပြင်းရစဉ်ကမမစိန်များတို့ရက်ကန်းယုံပေါ်နညာတာကိုအောင်ခဲစဉ်ကတွင်ကြီးခဲ့သောတန်ရောစဉ်ပဲဖြစ်လဲမြည်တင်။ရွာကတီတိုတီတိုတဖန်ဖို့ပြောတာကြားတယ်လို့ကျေဦးကတော့ပြောတာ။ဘာပဲဖြစ်ဖြစ်မိန်ကန်ဝန်တာပါသည်။မမစိန်များလုံးမင်းကလေးနည်းသဘောမတူစရာမရှိ။အိမ်တွင်ရင်နိုင်နေသည်။တောလို့တောကင်များတော့ကြာစီပါစီလုံနိုင်သည်။မမစိန်များကိုရောင်မတော်ရမှာဆိုတော့တမီရောင်မတူပါစရာမရှိ။ ဒီတစ်ခေါက်ပဲပြီးယူကြတော့မှလားမိပန်းယုံတောင်းရံပြီပါဆိုတော့ယူကြုံပေါ့တောင်းရံတာကတက်တက်မင်္ဂလာဆောင်မှာကတက်တက်လုံနေပို့လေလူလေးမှာချိန်ပြည့်ဘူးထင်ပါရဲ့အေးအဲ့ဒါငါသမီးကိုအတိပေးတာဩအခုအိမ်ထောင်ပြုတော့မှာပါလားဆိုဒီစိတ်ကလေးဝင်လာတော့လေမအိမ်ကံဝင်နေနေရပါ යි ဒီကိုနေ့ဒီနမှာတဘွားဝအောင်ပေးမနေလိုက်ရသလိုရှိခဲ့ရတာမဟုတ်လား မရင်ကန်လူမှန်သိရပြီ ဆိုတဲ့ကအကိုကမြင်းချံကိုရောက်နေခဲ့သည်မြင်းချံမှာကြောင်းတက်ရင်းကပဲနိုင်ငံရေးနယ်ထဲရောက်သွားခဲ့တဲ့အတွက်ပိုလိုပင်ဝေခဲရပါ၏တစ်ခါတစ်ခါဆက်တယ်လေးရာတီခါရတာကလွဲလင်းကိုအိမ်ကိုရွာရေလို့မကန်နိုင်ခဲ့တာကခမ်းမြမ်းများအဖေတက်ရလာတော့ကိုကိုမရင်ကန်မျောမိခဲ့သည်ဒီအိုဒီအိမ်ဒီစီစိန်လေးကိုဆောင်းရှောက်ဖို့ယောက်ျားသားရေလို့ကိုကိုမျောမိခြင်းဖြစ်သည် အဖေနဲ့မေကတော့ရွာမှာဩဇာရှိကြသေးတဲ့အတွက်အများကအယူသည်ရှိကြသည်မမကြီးသို့တော့ဒီအဖေဒီအမေမျက်စိမိတ်ကြပြီ ဆိုရင်တော့မိန်ကန်တယောက်တည်းရှိရတော့မည်အခုတော့မိန်ကန်မှလည်းချစ်သူရှိခဲ့ပြီမိန်ကန်ဘွားမှတစိမ်းဝင်လာသလိုအကိုဘွားမှလည်းတစိမ်းဝင်ခဲ့ပြီဒီလိုဆိုတော့လေကိုကိုရွာမှာပဲရှိစေချင်ပါ යි အကိုကြီးတော့ဖရာဆိုသလိုမိန်ကန်တသက်လုံးကိုကိုရှိခိုးတင်ထားခြင်းနီး အကိုကကိုရမာနေပါဦးမလားအခုမင်္ဂလာဆောင်ရတာတော့ဟုတ်ပါပြီမဆိုင်ညာနဲ့ယူပြီးရမာနေမှာတက်လာမီသမီးမီးလိုက်တိမေခွန်ကိုတော်ပန်းယုံတီးပါဆောင်းချန်းကုန်းမှာမယင်ကန်တယောက်တည်းနေရမည့်ရက်တွေကိုမျှော်မှန်းကမေးလိုက်တာမဟုတ်လားသမီးမိလိုက်တော့လေတော်ပန်းရောမျက်ရည်ဝေးရသည်သမီးပြိုအာငယ်နေရောလားလောလောဆယ်တော့မင်္ဂလာဆောင်ပြီးရင်စိတ်မြောင်ကိုခေါ်သွားနိုင်အောင်မဟုတ်ပါဘူး သူတော်ဘလို့နေလို့ဘလို့စားနေတယ်လဲမသိရတဲ့ဟာစိတ်မြတော့အမေတို့ပဲခေါ်ထားမလားလို့တမိတဘောကရောမမစိတ်မြတီလာနေတော့တမိလည်းအဖော်ရတာပေါ့မိရဲ့မမစိတ်မြတ်ကသူ့ရက်ကန်းယုံနဲ့သူ့မိသူ့ဖားနဲ့တက်တိုက်ဝင်ဝင်နေနေတဲ့ဟာမဲ့ရင်ကန်တော့အင်းလိုက်နေပါမလားအမေအကိုသူ့ရင်ခေါ်သွားရင်ရောညီကိုတဘောပေါ့ကြီးမိပန်းယုံထားတော့မဲ့ရင်ကန်တယောက်တည်းချန်ရေးခဲသည် ဘဝတွေကလည်းစမ်းကြယ်လာပါလားလို့လည်းတွေးမိပါ යි တကယ်တမ်းကြတော့ကိုကိစ္စတွေနဲ့ကိုကိုဘွားနဲ့ကို ကိုခီနဲ့ကိုကံနဲ့တင်ရသွားနေကြသူတွေကြီးပင်မဟင်ကံကိုတိုင်းပင်တရားသာတမျိုးသားကိုမြေတားကန်ခဲ့ပြီးလဲပြီကိုပြေတဲ့ဟာရောမဟင်ကံနဲ့အိမ်ထောင်ပြုပြီးလင်ဘယ်မှာနေမှာလဲတော့သူ့ရွာထနောင်းတိုင်ကိုခေါ်သွားမလားမြို့ကိုခေါ်သွားမလားဆောင်ချမ်းကုန်းလိုရမှာကိုဘွားပုံပြီးနေနိုင်မှာလဲလား ဆောင်းချန်းကုန်းရမှာအကြောင်းဆရာလောက်ရတော့တော့နေချင်နေမှာပေါ့မနေချင်တော့ပါဘူးဆိုတဲ့အချိန်ရောင်နောက်စတုံးပါရတော့မြည်ဒီမြေဒီရေဒီလေးဒီဘိုးဘွားဇာတိရရွာကုန်းမဟင်ကန်ကတော့ထားရေခင်နိုင်ပါမလားဒီတော့ဒီရဒီဆိုင်ခင်များဒီတဲ့ဒီဝါဒီတတော်များကိုလင်းတမြန်နာနေချိန်ခွင်တင်ချိန်ရတော့မှာပါလားဒီလိုဆိုရင်တော့မရင်ကံမလိုက်ချင်းမှာအဖေနေမီတော့တက်ရွယ်ရလို့ မကမတိုင်းကောင်းတိုင်းကောင်းမျက်စိမှိတ်ကြပြီဆိုတော့အဖေရွာအမေရွာကိုစားဒီရွာကိုမအိမ်ကံမထားရက်ခင်တိုင်းမှာဒီရွာကခွာလို့အခြားတစ်ပါးမှာချမ်းသာကြွယ်ဝပွားလာအောင်တော့ထို့သို့သောဘာကိုမအိမ်ကံဆန်ဆန်ချီတဆန်ချီစားများမမတ်ပြီကိုပြေတဲ့ဟိုဒီဒီရေးစားလဲပြောထားရအောင်မှာပါလားခုချုံမှာနှောင်ရှင်းအသက်ကသူ့ဆွေသူ့မျိုးသူ့မိသူ့ပါသူ့ရွာသူ့ပြေလာရစေအောင်တော့ခဏတစ်ဖြုတ်ပဲဖြစ်ရမှာပေါ့ ရှေ့သဖြင့်တော့ဖြစ်မခံနိုင်ပါဘူး။မဟင်ကန်တွင်းနေမိခြင်းဖြစ်သည်။ယောက်ျားသားဆိုတာချစ်တုံတော့လုံးလုံးငုံပြန်တော့လာလာမဟုတ်လား။ဒီကိရိစကားကိုမှကိုပြေသိန်းမပေးနိုင်ရင်ရှိစေတော့လို့သာပိုင်ဖြန်မိရပါ၏။ကိုပြေသိန်းကတော့လိုက်လျောပါမလား။မဟင်ကန်တောင်းဆိုတာကတော့တရားရဲလား။ကိုကမှသူ့ရာသူ့ပြေမနိုင်နိုင်ဘူးဆိုမှတော့သူကတော့ကိုရာကိုပြေမှာရုံမြေကြနေနိုင်ပါမလားအခုဝဲကြည့်လေမိသားစုထဲမှာ ီရင်ကြီးထဲမှာဖြစ်လာတဲ့အကြောင်းတွေကမယင်ကန်တန်မစင်စားခဲ့တာတွေကြီးပြီဒီချိန်ထိတော့မိသားစုအတိုင်းမပြောင်းနေနိုင်ကြသေးသည်ဒီဖေဒီအမေဒီကိုဒီနမဘလများတူနေခွင့်ရကြမှာပါလေအကိုနဲ့မမစိန်များတို့အိမ်ထောင်ကြကြပြီဆိုပါတော့သူ့ကိုသူ့ရဲ့သူ့ဘွားသူ့မိသားစုရဲ့တဲ့ဘယ်ဟာကများအရေးကြီးတော့မှာလေမယင်ကန်ကတော့တာသမီးတွေပွားစီလာကြအောင်မြည်တာရေးသမီးတွေရှိလာလိမ့်မြည် မဟင်ကန်ဒီလေမိပန်းရုံလိုမိခင်နေရာကရှိရတော့မည်မဟင်ကန်ကလေးလိုနေချင်းလို့ရတော့မည်မဟုတ်မဟင်ကန်ကိုမိပန်းရုံကအုပ်ထိန်ခဲ့တယ်လို့မဟင်ကန်မလေးသားသမီးတာဝန်နေတတိကြီးထမ်းရတော့မည်သားသမီးလို့စဉ်းစားမိတော့မဟင်ကန်ရင်ထဲကအနာဟောင်းတီအိုင်းနာလိုဖူဖူကြီးရောက်လာရပြန်မ ాయి ဒီဘဝမှာသူဖြစ်ချင်းဆုံးတော့ရွာကွန်တိုင်းရွာကွန်တောင်ကိုင်းဘဝနီး က်ဆိုင်ကွန်းတော်ကြီးကိုမကင်ခဲရတာကိုသူချေခွဲမဆုံးရှိခဲ့ရသည်ဒီနှစ်နာမှုကိုမိုင်ကန်ကိုတိုင်းကရှုံနေမှုဖြစ်ခံယူထားသည်ဘသူကိုရှုံခဲ့တာလဲဆိုတော့လေတရားခံဆွဲပြစရာမရှိကံကြမ္မာကိုရှုံနေခဲ့ရတာလို့ပြောချင်းလဲပြောနိုင်မိုင်းသို့တော့အနာမရှိသည့်လူဆွဲပြသည်ပဲဆိုဆိုရွှေမုံကို သူရှုံနေခဲ့ရသည်လို့ပဲစိတ်ထဲတည်ထားခဲ့သည်ရွှေမုံထက်တာတဲ့ဘွားငါရရမယ်ငါကွန်းတော်ကိုင်မဖြစ်ခဲ့တာထား ငါကမွေးတဲ့ငါသမီးရဆောင်းချန်းကုန်းရကွန်းတော့ကန်ဖြစ်ကိုဖြစ်ရမယ်။ဆရာကတော့မအိမ်ကန်ရဲ့သမီးရဖက်စင်းကွန်းတော့ကန်ရမှာကိုဖြစ်မယ်။မအိမ်ကန်ရင်ထဲမှာပူငွေများဖြင့်ဘလောင်ဆူလဲရှိသည်။ကွန်းတော့ကန်မဖြစ်ခဲ့ရသည့်ကိစ္စအကောင်ထဲဝင်လာတော့ဒေါ်သာစိတ်တွေတငွေငွေဥရပြန်မိုင်း။အဖေနဲ့မေတို့ကြောင့်တွင်ပြီးတော့စိတ်မချမ်းသာ။အခုကြောင့်တွင်ပြီးတော့လဲနှမျောမိသလိုလိုတွန့်တော်မိသလိုလို။ ကိုဘွားကိုကြာအတွင်းရောက်ပြန်တော့나ကြီးခံပြင်းမိရသည်ဒီတထိုင်ထဲမှာပဲမေကန်စိတ်တွေခုနှစ်ထွေကလိုဘလူဖြစ်လိုက်မြောက်ဖြစ်လိုက်မေကန်ရက်ကန်ယုံပဲထွက်လာခဲ့သည်ရက်ကန်သမားလေးတွေစီကတချင်းကြီးတန်နေကြနေရသည်သူတို့များတော့လေအပူပင်မရှိကြသလိုပါပဲလားနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်